။ဟောင်းလေးပေါ့ကိုကြီးနဲ့တူတော့မောင်လေး။ဘာမရှော့။မောင်လေးကိုကြီးနဲ့တူတော့မောင်လေးပဲ။မောင်လေးဆိုတော့လက်ခံလက်ခံတဲ့အချိန်မျိုးရှိနေတယ်။အမ်မခံဘူး။တော့သူ့ကိုသူ့ကိုမခံနဲ့ငါ့အမလို့ခေါ်ကြည့်ပါဦးလို့ပြောရင်တော့မလုံးဝမခေါ်ဘူးဘယ်လိုလဲမီလေးမီနိုဆိုမီလေးလို့ခေါ်တာမောင်မဲမောင်ခေါ်တာဘာလို့ခေါ်လို့ခေါ်ခဲ့

ဆိုတော့သွေးအေးတဲ့အချိန်ကာလကိုကြော်လွန်ပြီးတော့တကယ်လို့နှွေးထွေးတဲ့အချိန်ကာလကိုရောက်သွားတဲ့အချိန်မှာအရန်ပူချစ်သွားပါဘောနော်ဆိုတော့လူတွေကတော့ဆက်ဆက်လာကြ relationship တခုမှာသွေးပူနေကြတဲ့အချိန်ကတော့အရန်အာချစ်တဲ့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 ပြောနေရဆိုရင်မှချိန်ကြာလာတဲ့အခါဒီမျက်နှာရင်းဒီမူချင်းနေဒီအရာရောအရန်နေ့တူကမြင်တဲ့အခါမျိုးကြတော့ယူသွားတတ်ကြပါဘူးသူတပြင်းတော့ယောက်ျားလေးတွေယူတတ်လို့ရှိလို့မိန်းကလေးတွေယူတဲ့အခါရရှိတယ် vlog ကတော့မင်းတို့စောင်းလွင်းကာလာလုံးပါပေါ့နော်ပြီးခဲ့တဲ့နှစ်အဲပြီးခဲ့တဲ့နှစ်အဲနိုဝင်ဘာလောက်ကအဲစီစဉ်မှာအကျုံ January လောက်က sorry အဲနှစ်ကုန်က2025ပေါ့အစပိုင်းလောက်ကမင်းတို့တွားပြီးတော့ရိုက်ဖြစ်တာပါ music video ရိုက်ရင်းထဲမှာမင်းတို့အဲ့ဒီ vlog အဗလော်လေးရိုက်ဖြစ်တာဆိုတော့မင်းတို့ sponsor လေးရသွားတယ်ကဖေးကလောကနေပြီးမင်းတို့ sponsor ပေးရတဲ့အတွက်ဒီဟာလေးတွေမင်းတို့အကောင်းဆုံးရိုက်ဖြစ်တာပါ director counter ဆိုတာလည်းမင်းတို့အကြံဉာဏ်ပေးဖြစ်တာပါ Cherry Bell ဘာမှမမြင်ဘူး ီးမှာတွေ့ရတာ very lucky စားရတာလားဟုတ်တခွာဟောစားရမဟုတ်လားစားရတယ်ကင်မရာမန်ကောင်းထက်ဆုံးဒါရိုက်တာကောင်းထက်ဆုံးလားဟော तू က DOB မမဟုတ်တာဒီရဲ့อืม तू ရဲ့လို့ရှင်တော့ခဏခဏရံပြည့်နေရတယ်တဲ့မဟုတ်ပေါ်တူနေတာအောက်ကတူနေတယ်လေပြေပေါ်ကိုပြန်ဆွဲဆန်ပြီးပြန်ပြီးတော့ post တင်ရအောင်အဲဘဲရောက်လဲသူရိုက်ပြီးတဲ့ဟာပဲကိုရအောင်ဖြတ်ညက်ကတ်တွေလုပ်ပြီးတော့တင်တာလေဘာ မပေါ့ Facebook ထဲမှာတွေ့တယ်တွေ့ရမလားအာဒါငါပဲဆိုရင်ဒီဟိုပြရပြီးတကယ်ရိုက်ပြီးပါတယ်ပါတော့ဝါနေရတော့သူတကယ်ရုပ်ထွက်နေရတော့ဟဲ့အဲ့ဒါပုံစံနဲ့ပဲအဲ့အဲ့ဒါဒါပေမဲ့ကောင်းကောင်းကိုပြန်ပြီးကိုက setting တွေမှာတခြားချိန်ပြီးတော့နောက်ပိုင်းတော့ကျူးကျူးစားစားလေးရိုက်ပေးလာနိုင်ပါတယ်အဲသူ့ကိုကြတော့ကိုကလှလှပပရိုက်ပေးနေတယ်လေဆိုတော့ကိုကကိုရအရန်ဟိုစူဇန်အားလိလာလိလာအားအရန်ကြီးရယ်သူကြတော့သိရမှာလား ဂိမ်းစောတာလုံးပဲတက်ပုံရိုက်တဲ့နေရာမှာတော့မကြွမ်းဘူးအမြဲတမ်းပဲအမြဲတမ်းပဲအဲ့လိုပြောလိုက်ပြီဆိုလို့ရှင်လဲသူကအဲ့လိုတစ်ခါလေးတော့နားတော့တစ်ခါလေးတော့ပြောင်းဝဲအဲ့လိုမျိုးပေါ့ပြောင်းဝဲခါကျတော့ကိုညိန်လိုက်ရတာပေါ့နော်အဲ့ဆိုပြည့်ပြည့်ပေးပြီးပါတော့လျှော်လိုက်ရတာပေါ့ဒါပေမဲ့မဟုတ်ရင်ဖြစ်တော့မှာလေအရင်တော့ကတော့ပြောရတယ်အခုနောက်ပိုင်းတော့သိမပြောရတော့တော်တော်အဆင်ပြေနေပါဘူး စဉ်းစားရတယ်။မင်းတို့ကပြည်စုံတဲ့သူတယောက်လို့မင်းတို့ကတော့ခံစားရတယ်ပေါ့နော်။ဘာဖြစ်လဲဆိုမင်းတို့ကိုတွေးပြမှုတွေ၊ကျင်နာမှုတွေ၊ဦးစားပေးမှုတွေအာပြီးတော့အလေးပေးမှုတွေကျင်နာတယ်ပြီးတော့အာနူးညံ့တယ်ပေါ့နော်။အဲ့လိုမျိုးတွေ့အဲ့လိုမျိုးတွေအကုန်လုံးကမင်းတို့အတွက်အရန်အာကိုတော့အရန် warmly ဖြစ်စီတယ်။ဒီတော့ကကိုလူချင်းနဲ့ချစ်ချင်းမြတ်တာဟိုဟန်ဆောင်မှုမရှိဘဲနဲ့ တကယ်ဟိုပေါ့နော်ရွေးခွေးတယ်လုံကြုံစီတဲ့ချစ်ချင်းမြတ်တာမျိုးကိုမင်းတို့ကလူချင်းတာဆိုတော့တကယ်လည်းရရှိတယ်ပြီးတော့တကယ်လည်းကြည်စစ်တယ်ကြာပြီ။ဇာငါ့နဲ့ဟိုဟာတဲ့ဟုတ်တယ်စအမင်းတို့2010 2010ဆိုမင်းတို့က21သူက20 19 19လားမသိဘူးသူ19မင်းတို့20ရာ ငယ်တယ်တနည်းငယ်မောင်မောင်음ရင်ကျက်တာပေါ့ရင်ကျက်တယ်ရင်ကအရင်ရင်ကျက်တယ်음လူတွေဆိုတာလေဟိုအရင်သူအေးစင်ပြင်းနေလဲတောက်ကိုကောင်းလဲအဲ relationship ကလေဆိုတော့မင်းတို့ဆိုလဲသူအေးတဲ့အချိန်ကာလရအများကြီးရှိပါတယ်ဆိုတော့သူအေးတဲ့အချိန်ကာလကိုကြော်လွန်ပြီးတော့တကယ်လို့နှွေးထွေးတဲ့အချိန်ကာလကိုရောက်သွားတဲ့အချိန်မှာအရင်အပူချစ်သွားတာပေါ့နော်ဆိုတော့ လူတွေကတော့ဆက်ဆက်လာကြ relationship တခုမှာသွေးပူနေကြတဲ့အချိန်ကတော့အရန်အာချစ်တယ်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 ပြောနေရဆိုရင်မဲ့ချိန်ကြာလာတဲ့အခါဒီမျက်နှာတွေဒီမူချင်းတွေဒီအရာတွေအရင်နေ့တူကမြင်တဲ့အခါမျိုးကြတော့ယူသွားတတ်ကြအောင်သူတပြင်းတော့ယောက်ျားလေးတွေယူတတ်လို့ရှိလို့မိန်းကလေးတွေယူတဲ့အခါရှိတယ်အဲ့တော့ကိုရီးဘက်ကနေပြီးတော့ဘလို့ပြုတ်ပြင်ရမလဲဆိုလို့ရှိရင်ကိုချစ်သူနဲ့ကိုနဲ့နှစ်ယောက် အဲ့လို discuss လုပ်ဖို့ပေါ့နော်အဲ့လို management ဆိုင်ဆိုင်ပြီး discuss လုပ်ပြီးသူပါလို့လည်းလဲကိုပါလို့နေလဲဆိုတော့နှစ်ယောက်အတူတူတိုင်ပြီးကိုမားတဲ့အရာတွေသူမားတဲ့အရာတွေခုခွင့်လေးလေးရင်ဖွင့်လိုက်ပေါ့နော်မဟုတ်လို့ရှိရင်ကိုမဟုတ်တဲ့အရာတခုကြီးอ่ะဒါကိုမဟုတ်တာလုတ်ခိရင်ဆိုရင်တော့မှဒီအရာတခုကြီးอ่ะဟိုကိုကိုကိုပြန်ပြီးချောင်းလန့်စီလို့ဖြစ်နေပါအဲ့တော့အကုန်လုံးကိုအဲတောင်းမှန်အကုန်လုံးကိုပြင်ပြီးတော့အဲ့တော့အကုန်လုံးကိုပြောစီချင်တာဒီထက်ရေရှည်သွားနိုင်မဲ့ relationship မျိုးဖြစ်ချင်တယ်ဆိုလို့ရှိရင်ပိုမှားခဲ့သည်ရှိတော့ ကိုမှန်တဲ့အရာပဲဖြစ်စေကိုမှားတဲ့အရာပဲဖြစ်စေကိုမှားခဲ့တဲ့ဟိုဘယ်လိုလဲကိုမှားမလို့ဖြစ်သွားတဲ့အရာပဲဖြစ်စေအဲ့လိုတခုခုဆိုအဲ့လိုပုပ်ပွေလေးလေးပြောဖို့အဓိကလိုအပ်တာ relationship ကိုပါလေအဲ့တော့လိုအပ်တယ်ဆိုမှ तू ကလည်း तू ရဲ့ချစ်တဲ့စိတ်ကအဲ့အချိန်မှာကွာအမှန်ပြန်မြင်ရတာလေအဲ့တော့ကိုရဲ့ချစ်တဲ့စိတ်ကိုလည်း तू မြင်ရဖို့အတွက်ကလည်းကိုကလည်းသူ့ဘောအားကိုးမှုတွေလိုအပ်တယ်အဲ့တော့တရားနဲ့တရားပေးယူနေမျှရဲဆိုလို့ရှင်တော့ဒီရှိစီးရမှာအဲ့လိုမျိုးလည်းမျှပြောချင်ပါတယ်မင်းတို့ကဟိုတရားနဲ့တရားကဟို ဝေးခွာလာခြင်းမတူကြဘူးမင်းတို့လက်ခံထားတဲ့အချက်မျိုးဆိုတာလေဟိုသူမြတ်သူတပားကိုဒုက္ခပေးဖို့ရည်ရွယ်ပြီးတော့မင်းတို့ကချစ်လာတာမဟုတ်ဆိုတော့လက်ရှိဖြစ်သွားတဲ့လူတွေအကုန်လုံးကလည်းမှားတယ်လို့မင်းတို့ကမပြောချင်ဘူးဒါပေမဲ့စိတ်ခံစားချက်ကြောင့်ဖြစ်သွားတဲ့အရာမှာအဲကိုကိုကိုဒုက္ခပေးလို့ဖြစ်သွားတဲ့အရာရှိရပါတော့ဆိုတော့အဲ့လိုအရာတွေကိုမင်းတို့ကလည်းကြုံတွေ့ဖို့ ဆိုတာလည်းမင်းတို့ပဲဘလို့နည်းနည်းမှမဖြစ်မဖြစ်နိုင်ဘူးเนาะဆိုတော့အဓိက relationship တစ်ခုဆိုတာဒီအိမ်တော်မပြုတ်သေးတဲ့အချိန်ကာလမှာတော့မင်းတို့ကဟိုအကောင်းဆုံးရွေးချယ်ပိုင်းကလေးရှိရအများကြီးလုပ်လို့ရတယ်အများကြီးလုပ်ဆောင်လို့ရတယ်မင်းတို့ကဒါကတော့ social life အရာရောလူငယ်သဘာဝအရာရောမင်းတို့ကနားလည်ပြီးလို့ရတယ်အဲ့ဒါအိမ်အောင်ပြုတ်ပြီးသွားတဲ့အခါမျိုးကြတာဒါမျိုးကြတာဖြစ်တင်တော့ဘောနော်အဲ့လိုမျိုးတွေတော့အဲ့လိုစီးရော်ရှိရပေါ့ဒါမင်းကတော့နားလည်ပြပါရဲ့ပေါ့ဘောအဲမောင်လေးမကိုကြီးနဲ့တူတော့မောင်လေး တော့မရှောင်းမောင်လေးကိုင်းနဲ့တူတာမောင်လေးပဲမောင်လေးဆောင်လက်ခဲ့လက်ခဲ့တဲ့အချိန်မျိုးရှိနေတယ်အမ်မထောင်းသူကသူ့ကိုသူ့ကိုမခံနဲ့ငါအမလို့ခေါ်ကြည့်ပါဘာလို့ပြောရလဲမလုံးဝမခေါ်ဘူးအဲ့လိုမီလေးမီနိုဆိုမီလေးလို့ခေါ်တာမောင်မဲမောင်ခေါ်တာအဲ့မို့ ကိုကြီးတော့ကိုကြီးကိုကိုကြီးကိုကြီးမကြိုက်ဘူးအဲ့ဟာကြီးဘူးတော့တုံးတော့မောင်မဲခေါ်တယ်မောင်ကျင်သားရတယ်ဓမ္မကိုပဲချစ်တယ်တော့မောင်မဲခေါ်အဲ့တော့ကိုစိတ်ထဲမှာရင်းချက်တယ်လေရင်းချက်ပြီးအဲ့လိုကိုကိုခေါ်မှကြီးမှအဲ့လိုမျိုးမဟုတ်ကိုနဲ့ကိုရဲ့ပတ်နာကိုထိုင်ရင်းချက်နေရမောင်လေးမကောင်းဆိုတာတည်းရင်းချက်တဲ့မောင်လေးတကယ်ဟို smart ဖြစ်တဲ့မောင်လေးအများကြီးရှိပါတယ်ဆိုတော့မကောင်းဆိုတာတစ္ဆာဖောက်သွားတဲ့သူနဲ့ကြုံတွေ့လို့မကောင်းလို့သတ်မှတ်သွားတာနေမှာပေါ့ ဒီတော့တော့အဲ့လိုမျိုးခံစားဘူးဘာလို့ခံမှာလဲတနေ့ပဲကွာမောင်မပေါ့ရေးတယ်တချို့ဟိုအင်တာဗျူးတွေမှာတွေ့ရတယ်နော်အဲ့လိုမျိုးတို့မိတို့ပြောခဲ့တဲ့အင်တာဗျူးအောက်မှာ15နှစ်ဆိုလဲကွဲပါပဲဘာပြင်းများလဲပြောတယ်အဲ့လိုအဲ့လိုပဲလူတွေတွေ့ရကြတာဟို relationship ကအရင်ကြာပြီးလို့လဲကွဲလူတွေများနေရအောင်အိမ်တော်ရေးဆိုလဲဟိုကွဲသွားရတယ်ရှိနေအောင်ဆိုတော့မိတို့ကတော့အဓိကတော့ခုနပြောသလိုပေါ့နော်အဖြစ်အောင်ဖျားစတောင်းနေ ဖះနဲ့သွားတယ်ပြောထင်းထင်းထင်းနေလို့လိုအပ်တယ်ပြီးတော့တယောက်တစ်ယောက်ပြန်လည်နားလည်ဖို့လိုအပ်တယ်ပေါ့နော်အဲ့ဒီအရာတွေရှိလို့ရှိရှိလို့ရှိနေရှိလို့ရှိနေရှိသွားမယ်လို့ထင်တယ်ဒါပေမဲ့အဲ့လိုအရာတွေရှိနေနေအောက်ပြောနေရှိရမယ်ဒါကတော့ကိုယ်ကပြန်လည်းမဆိုင်ပါဘူးနော်ဘုရားရဲ့အလိုတော်ပဲပေါ့နော်ဆိုတော့တရားနဲ့တရားချင်းနေရဆိုတော့ရှိသွားမှာဒါပေမဲ့ကိုယ် ကိုယ့်ရဲ့ဟို future ကြီးရောအကျိုးရောခံမှန်းနိုင်ရောဘာဖြစ်မလဲဆိုတာကိုမသိဘူးဒါပေမဲ့အခုချိန်မှာကိုယ်အရန်ပျော်ရယ်အရန်လွတ်ထွက်ရယ်အရန်လုံခြုံနေခံစားရယ်ပြီးတော့အရန်ရှစ်တယ်မရှိပါဘူးကိုယ်ကဘယ်လောက်ပြီးတော့ကိုယ့်ပြောချင်ရပြောအချိန်တိုင်းနေတော့မှာလေဆိုတော့ကိုယ့်ရဲ့ life ကကိုယ်ကြီးချင်မှာပိုပဲလေဆိုတော့အဓိကကိုယ့်ဘဝကိုကိုယ့်ကိုဆွဲထားရတဲ့အရာတွေဖြစ်သွားရပြီပြီးတော့သူများကြီးပြောသူမျိုးလေး live ပြီးတော့ရုံးစရာလည်းမလိုဘူး ဟလာနေအသက်ကြီးနေပြီယူတော့ပြောရလဲကွာယူခြင်းမလဲယူမယူကြလဲမလို့ဘာလို့လဲဆိုကိုယ့်ရဲ့အချိန်တစ်ခုရောက်ပြီကိုလိုချင်တဲ့တားကက်ရောက်ပြီကိုယ့်ရဲ့ပန်းနိုင်ရောက်ပြီဆိုတော့ပြောရှိတယ်ဆိုတော့မင်းတို့အားရတဲ့သဝေးကျန်တဲ့ view ဆိုင်တော့တချင်းတွေကတော့မင်းတို့ကိုလုပ်ထားပါတယ်အာဆွေလာအကြံလာအမှုလာဘာလာညာတော့မသိသေးဘူးတော့ထွက်လာရင်အားပေးပါတော့ဟောပရိသတ်ကြီးများအားလုံးလည်းမိမကျေးဇူးများကြီးတင်ပါတယ်ခုဒီမျိုးအားပေးနေတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်အားလုံးလည်းကျေးဇူးတင်ပါ